မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေကျွန်တော်လည်းလက်မတွေ့ရတာကြာပြီကျွန်တော်လည်းခုရပိုင်းကအလုပ်တွေလည်းရှုပ်နေတဲ့အပြင်ခီးကြီးတွေတောင်းနေရတယ်ညာနေတူပါဒါကြောင့်ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေနဲ့မတွေ့ရတာပေါ့နော် YouTube မှာဗီဒီယိုဟောစတဲ့လေးတွေလည်းမတင်ပြတာကြာပြီပေါ့ကျွန်တော်အခုခီးကြီးတောင်းနေလာရင်လည်းပေါ့နော်ဒီစိတ်ထဲမှာတွေးမိတဲ့အရာလေးတခုပြောချင်လို့ ီဒီယိုလေးရလိုက်တာရလိုက်တာပေါ့နော်အာအဓိကဘာပြောချင်တာလဲဆိုတော့ဟိုလောကကြီးမှာပေါ့နော်စိတ်ထဲမှာအဆွဲမထားတဲ့အရာတွေပေါ့နော်ဟိုစိတ်ထဲမှာလက်မခံထားတဲ့အရာတွေဆိုတာရှိရခင်ဗျာအဲ့အဆွဲမထားတဲ့အရာတွေလက်မခံထားတဲ့အရာတွေကိုဆွဲထားပြီးလက်ခံထားပြီးဆိုလို့ရှိရင်အဲ့လူကအလိုလိုနေနေဟိုလောကငရဲ့ကြာနေတယ်လို့ပဲပေါ့နော် လူတွေဟာဖြစ်ချင်တဲ့ဆန္ဒကို ရှေ့တန်းတင်မားတတ်တယ်ပေါ့နော်အအမားနဲ့ကျင်တယ်ဆင်းရဲခြင်းကင်းကျင်တယ်ဆိုလို့ရှိရင်ဖြစ်ချင်တဲ့ဆန္ဒတွေတိတ်မထားနဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို ရှေ့တန်းတင်ပြီးဆိုတာနဲ့အဲ့လူဟာဒါအပူတွေဖြစ်စေနိုင်တယ်အပူတွေဖြစ်စေတတ်တယ်ပေါ့နော်အဲ့တော့ဖြစ်ချင်တဲ့ဆန္ဒတွေကိုရှေ့တန်းတင်ခြင်းဟာ ေးမန်းဆင်းရဲခြင်းတွေကိုဝေးဖွာတာ ਨੇ အတူတူပဲလို့ကျွန်တော်သင်ခန်းစာလေးတစ်ခုရပါတယ်ပြီးတော့အစွဲပေါ့လူတယောက်ကိုအမုန်းဆွဲအချစ်ဆွဲအတ္တဆွဲပေါ့အစွဲတစ်ခုနဲ့ပတ်သက်မိပြီဆိုရင်လည်းအဲ့ဒီအစွဲတွေကပူလောင်ရတာပဲပေါ့နော်အဲ့တော့အစွဲထားခြင်းဟာလည်းပူလောင်စေတယ်ဖြစ်ရှင်တဲ့ဆန္ဒကိုရှည်တန်းတင်ခြင်းဟာလည်းလောကငရဲတစ်ခု ရောက်တာ ਨੇ အတူတူပါပဲအဲ့ဒါလေးတွေကိုတစ်ချက်ဒါကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေသတိထားဖို့သတိထားစေချင်တာပေါ့နော် ပြီးတော့ဘာသာရေးနဲ့ပတ်သက်တာပေါ့ဒီနေ့ကိုဖျားပုံမှန်အ ਨੇ ဆုံး၅ချိန်လောက်တော့ဝိပုတ်တင်တယ်မနေ့တစ်ချိန်ညတစ်ချိန်ပေါ့ဘာလို့လဲဆိုတော့အခုကကကြီးသုံးပါးတွေအချိန်မီလာနေတာကယောဂါတွေကနဲ့ပတ်သက်တဲ့ကိစ္စတွေအချိန်မီဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီကြာရောက်လာနိုင်တဲ့ကကြီးသုံးပါးတွေရဲ့ရန်ကဘယ်သူမှမကာကွယ်နိုင်ဘူးဒီဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေရပါတော့ဒီဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို အဓိကပေါ့နော်စူးစမ်းအားထုတ်ပြီးတော့လုပ်နေမှာပဲဒါကတ်နဲ့ပတ်သက်တဲ့ကိစ္စတွေကအဆင်ပြေမှာပေါ့အဲ့တော့ကတ်ကြီး၃ပါးရန်ကနေကင်းဝေးဖို့အတွက်အဲကို့ဘဝမှာဒုက္ခဆင်းရဲခြင်းတွေအပေါင်းကနေကင်းဝေးဖို့အတွက်တရက်ကိုဖျားနှစ်ချိန်လောက်တော့ရှိခိုးစေခြင်းလေဖျားရှိခိုးလို့ရှိရင်လူဝယ်ပစ္စည်း၃မျိုးကိုလည်းမဖြစ်မနေပါစေခြင်းလေ နံပါတ်1ကတော့တောက်တော်ကြီးပေါ့နော်ဖះအောင်ကတ်တော့မယ်ဆိုရင်တောက်တော်ကြီးတစ်ခွက်ကိုတော့ရအောင်ကတ်ပါဒါဆိုရင်ဒုပိကန္တရာကတ်တာနေကင်းဝေးစီနေပေါ့နော်နောက်တစ်ခုကတော့ဖះရှိကိုပြီဆိုရင်ငါးဘာတီလာခံတာပေါ့ငါးဘာတီလာကိုအရှိအကျဲတဝက်အနေနဲ့ပဲခံခံအတူနေပဲခံခံငါးဘာတီလာခံဖို့လိုတယ်အဲ့ဒါမှဒုပိကန္တရာကတ်တာနေကင်းဝေးလိမ့်မယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒီဘာသာရေးလုပ်တဲ့အချိန်မှာပေါ့ကိုယ့်ရဲ့စိတ်ကိုကြည်လင်တန့်ရှင်းအောင်ထားပြီးတော့ဘာသာရေးလုပ်ပြီးတဲ့အချိန်တိုင်းမှာဖះရှိကိုပြီးတဲ့အချိန်တိုင်းမှာတတ္တဝါတွေကိုမြင့်တာဖို့အများကြီး တာလေးကိုထည့်လုပ်ပေးအဲအဲ့ဒါမှလည်းလက်ရှိဘဝမှာရော နောက်တန်တရာမှာကောဖြစ်လက်ဆဲဖြစ်တောင်ဖြစ်လာမယ့်ကိစ္စတွေမှာပါမေတ္တာတက်ကလွမ်းချုံမှုကိုရပြီးတော့ရောက်လျာနေရမှာအေဂျင့်လိမ့်မယ်ပေါ့ကျွန်တော်ဆိုကျွန်တော်ရဲ့ဒါဝကတွေကပြောကြတယ်မိတ်ဆွေတွေအာဆီယံမျက်နှာအကြီးတက်ရှိတဲ့အေဂျင့်တွေဆိုကျွန်တော်မေတ္တာနဲ့ပဲနေတာပေါ့နော်တန်တရာမှာမေတ္တာချုပ်ထားတယ်မေတ္တာတန်နဲ့ပဲသွားတယ်အခါကျတော့ကျွန်တော်နဲ့တွေ့တဲ့သူတွေပြောကြတယ်ကျွန်တော်အတန်ကြားတဲ့သူတွေကြည်နူးကြတယ်အဲ့တော့အဲမေတ္တာတက်ကဘာကြောင့်လဲဆိုတော့ဖះဝတ်တက်ပြီးတိုင်းဖះရှိခိုးပြီးတိုင်းမေတ္တာပို့တဲ့အတွက်ကြောင့်မို့မေတ္တာတက်တည်ရှိတယ် ဲ့သဘောလေးကိုပြောချင်တာပါဘယ်မှာဘိုးကြီးပုံစံပန်းတာဇာကတော့ရရမှာအဲ့ဒါကြောင့်